ီလူတွေဒီလိုဒုက္ခတွေကြုံနေရတော့ကျွန်တော်ကလည်းစဉ်းစားတယ်ကျွန်တော်တို့အဖွဲ့မှာပေါ့ဘာကြီးလုပ်လို့ရလဲဟာကျွန်တော်တို့တက်တဲ့ပညာနဲ့တစ်ဖက်စလန့်အကူအညီခြင်းတယ်အဲ့ဒီအတွက်ကျွန်တော်တိုင်ပင်တယ်ကျွန်တော်ဆရာတွေနဲ့ပြောတယ်ဟာပြောပြီးတော့ကျွန်တော်အကုန်လုံးတိုင်ပင်ပြီးတော့ဒီလိုထွက်ပြေးသွားတာပဲဗျဟိုနှစ်ရက်လောက်တော့ချိန်ယူရတာပေါ့အကုန်တိုင်ပင်ကျွန်တော်ဒီနောက်ကိုထွက်မယ်အကုန်လုံးသဘောတူတာသဘောတူတယ်အဲ့နောက်ကိုသွားကြတယ်အဲ့လိုမျိုးနောက်ပြီးသွားရင်နေမဆိုလေပူပစ္စည်းငားလာဆာအဲ့လိုမျိုးအကုန်လုံးလက်ရည်ပြောသွားတာပေါ့ကျွန်တော်တို့စသွားတဲ့အချိန်ကပေါ့ ဟိုကိုကအဲ့လောက်ဖြစ်မယ်လို့မထင်တော့ဘူးကိုရောက်သွားတဲ့အချိန်မှာကျတော့တော်တော်ပြိုကြတယ်ကျွန်တော်တွားလှူတဲ့ဟာဆို136လုံးရွာမှာရှိတဲ့အိမ်ကနေပြီးတော့76လုံးပြိုတယ်လုံး30ကဟိုရွှဲအဆောင်ကလေးအဲ့အိမ်ချင်မရှိတော့တာအဲ့လိုမျိုးတွေရှိတယ်ဗျာဒါတော့အဲ့တူရွာတွေကိုပဲတွားလိုက်တာပေါ့ခံလာကြည့်တာပေါ့ကျွန်တော်ရန်ကုန်မှာဒီထဲမှာမကောင်းဘူးကွာတဲ့မှာစို့ပြီးတော့ခံလာရတာပေါ့ဒါတော့ရန်ကုန်မှာနည်းနည်းလေးပဲတုတ်ခတ်သွားလို့ရန်ကုန်မျိုးရွာတော့ထိပိုင်းမလွယ်တော့ဘူးဗျာအဲ့သူများဖြစ်တဲ့ဟာတွေကြတော့လေ မိသားစုတွေအဖေအမေတွေအကုန်လုံးပါတဲ့ဟာလည်းပါကြတယ်လေသူတို့တော့လည်းစိတ်မကောင်းပါဘူးကျွန်တော်ဟိုပြည်သူတွေဒီလိုဒုက္ခတွေကြုံနေရတော့ ကျွန်တော်ကလည်းစဉ်းစားတယ်ကျွန်တော်တို့အဖွဲ့မှာပေါ့ဘာကြီးလုပ်လို့ရတယ်ဟာကျွန်တော်တို့တက်တဲ့ပညာနဲ့တစ်ဖက်စလန့်အကူအညီခြင်းနဲ့အဲ့ဒါနဲ့ကျွန်တော်တိုင်ပင်တယ်ကျွန်တော်ဆရာရင်းနဲ့ပြောတယ်ဟာပြောပြီးတော့ကျွန်တော်အကုန်လုံးတိုင်ပင်ပြီးတော့ဒီလိုထွက်ပြေးသွားတာပဲကြာကျွန်တော်တို့လေးချိန်လောက်ရှိပါတယ်ကျွန်တော်တို့လေးချိန်လောက်ပေါ့ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့အရင်ကပေါ့အရင်ကဒီလိုမျိုးပရိုက်တာထွက်ဖြစ်တယ်ပေါ့ထွက်ပြလိုက်တော့ဒီငွေဖြစ်တဲ့ခါကျတော့ကျွန်တော်ဒါကျွန်တော်ကုလို့လဲရမယ်ကျွန်တော်အဲ့လိုမျိုးပေါ့ ။ဟုတ်ကဲ့လက်ဖြစ်ခဲ့တာပါဟုတ်ကဲ့ပါ။သွားပြီးသွားပြီ။ကျွန်တော်သုံးချိန်တော့ထွက်ပြီးသွားပြီဗျာ။သုံးချိန်လောက်ပြီကျွန်တော်စကိုင်းကိုတစ်ခေါက်လှူသွားပြီအင်းလေးကိုနှစ်ခေါက်လှူသွားပြီ။ဟုတ်ဒီနေ့ဒီနေ့တရှိတဲ့နေရာလေးတာမဆက်ဘူး။ဒီနေ့ကတောင်းကလာနန်းဝင်စီ။နန်းဝင်စီပေါ့ဟုတ်ကဲ့။နန်းဝင်စီ။ဒီနေ့မှာပို့ထွက်တော့ဒီထက်အစ်တာများတယ်။ဒီနေ့အိမ်မှာခိုင်ပြည့်လဲဆိုကြောင့်ဒီနန်းဝင်စီနဲ့ဆက်ပါသေးတယ်။နန်းဝင်စီနဲ့ဆက်ပါသေးမှာအဲ့နှစ်ခုပဲ။အဲ့နှစ်ခုမှာပဲကြောင့် အများဆုံးတော့လူခံဖြစ်တယ်ပြောကျွန်တော်ပြောပြလိုက်တော့လေဟိုအကုန်လုံးပြည်သူလူတွေအကုန်လုံးကလည်းကူညီပါတယ်အကုန်လုံးကျွန်တော်အပြင်မှာတို့မညှက်တော့မဲ့ပတ်စံအောင်တို့လှူလိုက်တယ်အဲ့လိုပုံစံပေါ့တို့လည်းတစ်ဖက်တစ်လမ်းကသူ့ရရောက်တယ်လေကျွန်တော်လည်းကုလို့ရတို့လည်းကုလို့ရတယ်အဲ့တော့နေဟုတ်ကဲ့ဟိုတို့ကလည်းတရှိနဲ့ပတ်သက်တာကျတော့ကျွန်တော်ဒီဆိုင်မာညက်တယ်လို့ပဲပေါ့ကျွန်တော်တို့ဒီဗီဒီယိုမှာမလာခင်တည်းကပိုးသက်သေးလေးပါနဲ့ဖျံပြီးတော့တေချာလေးလှုပ်လှုပ်ပြီးတော့လောက်တိုင်းပြီးတော့ပြင်ဆင်ပြီးတော့မှလာခဲ့တာပေါ့ဟုတ်ဟုတ် အလူကန်အလူကန်တခါထွက်ဖို့ဆိုရင်တော့ကျွန်တော်တို့ဒီဘယ်လိုပြောရမလဲအဲအကြောင်းသားအနေနဲ့ဒီမထွက်ခင်နေရာဒီတိုင်မင်တာတွေရှိတယ်ပေါ့အကြောင်းသားတွေအဲကျွန်တော်တို့ဟိုနှစ်ရက်လောက်တော့ချိန်ယူရတာပေါ့အကုန်တိုင်မင်ကျွန်တော်ဒီနောက်ကိုထွက်မယ်အကုန်လုံးသဘောတူတာသဘောတူတယ်အဲနောက်ကိုသွားကြတယ်အဲ့လိုမျိုးနောက်ပြီးသွားရင်နေ့မှဆိုလဲပူပစ္စည်းငှားလာစအဲ့လိုမျိုးအကုန်နေရလက်ရည်ပြောသွားတာပေါ့ဟုတ်ကျွန်တော်တို့၃ချိန်ကို30ကျော်ခဲ့ရပြီ အာ30ကျော်ကျွန်တော်လှူခဲ့အင်းလေးကိုကျွန်တော်တို့60ကျော်လှူခဲ့တယ်ဟွာဟိုသခိုင်းကို28သိန်း4000 4200သခိုင်းပဲအဲ့လိုမြေပြင်ကြီးသွားလှူတာလူတာတစ်ကြိမ်ပေါ့ကျွန်တော်တို့ကျွန်တော်တို့စသွားတဲ့အချိန်ကပေါ့ဟိုကိုယ်ကအဲ့လောက်ဖြစ်မယ်လို့မထင်တော့ဘူးကိုရောက်သွားတဲ့အချိန်မှာကျတော့တော်တော်ပြိုကြတယ်ကျွန်တော်သွားလှူတဲ့ဟာဆို136လုံးရွာမှာရှိတဲ့အိမ်ကနေပြီးတော့86လုံးပြိုတယ်အလုံး30က ဟိုရွှဲအဆောင်ကလေးအဲ့အင်ချီမရှိတော့လားအဲ့လိုမျိုးတွေရှိတယ်ဗျာဒါတော့အဲ့တရွာလေးကိုပဲသွားလိုက်တာပေါ့ကျွန်တော်ဟိုပြောတော့ပြောပြခဲ့ပါတယ်ဟိုကျွန်တော်လေးတနိုင်ဝိုင်းကူလဲတော်လို့ဟိုတပည့်အလူတွေရှိရှိတယ်ကျွန်တော်ပြောပြမယ်အကောင်ကျွန်တော်လေးဟိုပြန်လဲထူထောင်ရွှေအားလုံးကူညီကြမှာပါအကောင်ကျွန်တော်မြန်မာနိုင်ငံလူတွေလည်းအဲ့လိုတရားတရားမကောင်းပါဘူးဟောဟိုဈေးကြီးကိုကျွန်တော်ဈေးထဲကိုပတ်ပြီးတော့ကြော်ကြံမယ်ပေါ့ပြီးတော့ကြော်ဒီမှာ ီသမင်ဟက်ကက်ကိုဖရီးညက်ပေးတယ်ဆိုတဲ့ဟာတွေပါကျွန်တော်တို့အဲကျင်ညာလိုက်တဲ့ခါကျသူလည်းလာမယ်လို့တက်လည်းအဆင်ပြေမယ်ကျွန်တော်တို့တက်လည်းလာအဆင်ပြေမယ်ဟိုအဲ့လိုဆိုလည်းသွားအဲ့တော့အရင်တော့ကကိုတို့ကအဆင်ပြေဆုံးဖြစ်ခဲ့တယ်ဆိုတော့ဒီနေ့ကိုဘာလို့လဲဆိုတော့ဒီနေ့ညက်ပေးရတယ်။ဒီနေ့ကဘယ်နေရာလောက်ညက်ပေးရလဲဆိုတော့ကျွန်တော်ကတော့60 90လောက်တော့ရှိမယ်။ခံမှန်းကြီးဆိုလို့ရှိရင်ကျွန်တော်တရားတရားတော့မရှိ လောက်80လောက်တော့ရှိမယ်။နောက်ဒီစိတ်ကြီးကြီးခက်ရလဲဆိုတော့ ကိုဆိုလည်းသူ့နေရာမှာဆိုလို့ရှိရင်ပေါ့တင်မှာကိုချင်းစာစီလေးနဲ့ပေါ့အဲ့လိုခံလာတယ်ခံလာကြည့်တာပေါ့ကျွန်တော်တို့ရန်ကုန်မှာဒီထဲမှာမကောင်းဘောကွာတင်မှာစို့ပြီးတော့ခံလာရတာပေါ့ဘာလို့ရန်ကုန်မှာနည်းနည်းလေးပဲလှုပ်ခတ်သွားလို့ရန်ကုန်မျိုးကြီးကတော့ထိပိုင်းမလွယ်ပါဘူးကြာနဲ့သူများဖြစ်တဲ့ဟာလေးကြတော့လေမိသားစုတွေအဖေအမေတွေအကုန်လုံးပါတဲ့ဟာလေးပါကြတယ်လေသူတို့တော့လည်းစိတ်မကောင်းပါဘူးအလုံးလိုက်ပြူသွားတာဟာလေးရောအဲဝါးတွေပဲကြံခဲ့တဲ့ဟာလေးရောအဲတချို့အိမ်တွေတွေ့ကြကြတော့အိမ်လှေကလေးတွေမရှိတော့ပြန်အောင် ရှိတဲ့တပည့်အိမ်ကြီးကတော့လှေကလေးပဲရှိတယ်အပေါ်ကအိမ်ကြီးမရှိတော့ပြန်အဲ့လိုမျိုးတွေအများကြီးပဲကြုံတွေ့ခဲ့ရကြာလို့နဲ့တော့တံတန်းလေးပါပဲကျွန်တော်လည်းဟိုကိုဒီဒီမှာဟိုကျွန်တော်တို့ဒီမှာလာအကုန်လုံးဝိုင်းလို့ပေးတယ်ဆိုရယ်ဟိုဒီအလူငွေတွေကကျွန်တော်အစီအူတပူးဆလိတ်တွေတော့မတောက်ကြအောင်အကုန်လုံးကုပ္ပဆန်နဲ့ကိုဒီတောက်ရှင်ဝယ်တောက်ကြရတယ်ဒီဟိုထမင်းစားခြင်းနဲ့သူ့ပဆန်နဲ့ကိုဝယ်စားကြရတယ်ဗျအကုန်လုံးဒီကီလူလူလူတွေဟာကီလူလူတွေပဲအကုန်လုံးကျွန်တော်ပို့ပေးရယ်ဗျနောက်တစ်ချိန်တော့ဝယ်လုံမှာကြာ နောက်တစ်ချိန်တော့အထူးခံပြီးကျွန်တော်တို့ဟိုလကုံတော့ဟိုကိုယ်တိုင်ကောက်ဖို့လို့ရှိရကတော်တော်ဒီသားဒီနေ့မှစပြီးအထက်လူခံတာအရင်၃ပေါက်လူခံတဲ့ဟာအကုန်လူလိုက်ပြီကျွန်တော်တို့မလီဝိဘေးတင်ကြည့်တဲ့ပြည်သူလူထုတွေအကုန်လုံးကျွန်တော်တို့ဟိုဒီဘက်မှာရှိတဲ့လူတွေအကုန်လုံးပေါ့သူတို့တွေလည်းအကုန်ကြိုးစားပြီးတော့အထူးခံပါတယ်ပြီးတော့ဆန်ရှိတဲ့လူကြီးမင်းတွေအကုန်လုံးလည်းလူမှာပါလို့ပဲယုံကြည်ပါရကဟောအမငယ်ပါတယ်တော့ကျွန်တော်လူငယ်တွေရှိတယ်ပေါ့သိရတယ် Yeah.